ုံကိုစာဖွင့်ကြတဲ့အခါကိုယ့်ရဲ့ password ကိုဘယ်လိုထည့်ထားတာလဲအမေဆွေများတော့ password ကိုမေ့နေတယ်ဆိုရင်ကိုယ့်ရဲ့ password ကဘယ်လိုထည့်ထားတာလဲဆိုတာကိုအမေဆွေများတို့ကြည့်ရှင်နေဆိုရင်ဘယ်လိုဘယ်လိုကြည့်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့မေဆွေများတော့လာပြပေးတော့မှာဖြစ်ပါရဲ့နော်အမေဆွေများတို့ကိုယ့်ရဲ့ password ကိုအာကြည့်မယ်ဆိုရင်ဒီ Chrome browser ကို ရှိရမှာဖြစ်ပါရဲ့နော်ကဲဘယ်လိုကြည့်ရမှာလဲဆိုတာကိုဒီ Chrome browser တစ်ခုဝင်လဲပေါ့နော် ကိုရဲ့ Facebook password ကိုကြည့်ဖို့အတွက်ကျတော့ဒီ Chrome browser ကိုရှင်းရမှာဖြစ်ပါရနော်ဒီ Chrome browser ထဲကိုဝင်လာပြီးတွားလို့ရှင်ဒီအပေါ်မှာပေါ့နော်ဒီအဆက်ကလေးတုံးဆက်လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်တဲ့နှိပ်ပြီးတွားလို့ရှင်ဒီအောက်ဟာပေါ့နော်ဒီ setting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါတဲ့နှိပ်ပြီးတွားလို့ရှင်အောက်ကိုနည်းနည်းဆွဲလဲပေါ့နော်ဒီမှာနော်ဒီ Google password ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါကဲဒီထဲမှာဝင်လာပြီးတော့လို့ရှိရင်ဒီညာပေါ့နော်တို့တို့ပြထားပါနော်အာဖိပုတ်ရဲ့ဒါမှမဟုတ် အာ Instagram ရဲ့အကုံလုံးပေါ့နော် TikTok ရဲ့ WeChat ရဲ့ပေါ့နော်အကုံလုံးပေါ့နော်ကဲကိုရဲ့အာ Facebook password ကိုဘယ်လိုကြည့်ရမှာလဲဆိုတော့ကိုဒီအာ Facebook ထဲကိုဝင်လိုက်ပေါ့နော်ကဲဝင်ပြီးတော့လို့ရှင်ဒီညာလေးမှာကိုရဲ့အာကိုရဲ့ log ကိုထည့်ရမှာဖြစ်ပါနော်ဒါဒါကြတော့အာကိုကဖုန်းရဲ့မျက်နှာပြင်မှာခတ်ထားတဲ့ log ပေါ့နော်အဲအဲနေပြီးတော့လို့ရှင်ဒီလိုမျိုးကိုရောက်มาဖြစ်ပါတော့ဒီထဲမှာကျတော့ကိုပွင့်ထားတဲ့အာ Facebook အာဖုန်းနံပါတ်ရဲ့ဒါမှမဟုတ် Gmail လားဆိုတာကိုသူတို့ပြထားပါတယ်เนาะဒီဒီ Facebook ကို password ကိုကြည့်မယ်ဆိုရင်ဒီနေရာလေးပေါ့เนาะဒီမျက်လုံးပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပေါ့เนาะဒီနှိပ်ပြီးတော့လို့ရှိရင်ဒီနှိပ်ဒီနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးပေါ့เนาะဒီနေရာလေးကပြထားပါတယ်ဒါကတော့အာကိုယ့်ရဲ့ password ပေါ့เนาะကိုကပွင့်ထားတဲ့ Facebook account ပေါ့เนาะဒီဖုန်းနံပါတ်ရဲ့ဒါဒါကျတော့ password ပေါ့เนาะဒီဟာကို တခြားဖုန်းတွေကိုဝင်မယ်ဆိုရင် အဒီဖုန်းနံပါတ်နဲ့ဒီ password ကိုနေရုံပါပဲเนาะအဲဒီ password ကိုမကြိုက်ဘူးနောက် password အတစ်ကိုပြန်ပြောင်းချင်လဲရပါတယ်เนาะဒါကတော့အာ Facebook password ပြောင်းချင်ရင်ကိုယ့်ရဲ့ Facebook ထဲကိုဝင်ရမှာဖြစ်ပါတယ်เนาะမိတ်ဆွေများတော့အာကိုယ့်ရဲ့အာ Facebook password ကိုပြောင်းချင်တယ်ဆိုရင်ကျွန်တော် comment မှာမေးထားလို့ရပါတယ်เนาะကျွန်တော်မိတ်ဆွေများတို့တင်ပြပေးတော့မှာဖြစ်ပါတယ် မိတ်ဆွေများတော့မပြောင်းတတ်ဘူးဆိုရင်ကျွန်တော် comment မှာမေးထားလို့ရပါနော်ကျွန်တော်မိတ်ဆွေများဗီဒီယိုနဲ့ပြန်တင်ပေးတော့မှာဖြစ်ပါတယ်ဒါကတော့ password ကြီးအောင်ဒါကတော့ facebook password ကြီးနေလေးပေါ့နော်မိတ်ဆွေများတော့ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်နောက်ဗီဒီယိုကိုပြန်ဆုံကြပါမယ်နော်